ခေစာခင်ကမြန်မာနိုင်ငံအထွတ်ဂုံမဆောင်ပေးနိုင်ချိန်မှာစုကြီးတစ်ခုကိုထိုက်တန်စွာရယူပေးလိုက်တဲ့စံတောင်းအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်လက်ရှိအိန္ဒိယနိုင်ငံမှာ Miss World ပြိုင်ပွဲကျင်းပနေသလို Man of the World ပြိုင်ပွဲကိုလည်းစတင်ကျင်းပလို့နေတာပါမြန်မာနိုင်ငံကနေလည်းမြန်မာနိုင်ငံကိုစားဖြုတ်အနေနဲ့ဝင်ရောက်ရှင်ပြိုင်နေကြပါတယ်မြန်မာနိုင်ငံကိုစားပြုတ်အနေနဲ့ခီစာခင်နဲ့စန်တာတို့ကပေါဝင်ရှင်ပြိုင်နေတာပါစန်တာကမြန်မာနိုင်ငံကိုစားပြုတ်အနေနဲ့အစွမ်းကုန်ကိုစူးစမ်းကရှင်ပြိုင်နေပါတယ် ခိစာခင်ကသွားပြိုင်တာဆက်ရက်ကျော်ရှိပြီဆိုပေမဲ့စန်တာကပြီးကရင်ရက်ကမှသာထွက်ခွာသွားရတာပါဒါအပြင်ပထမဆုံးပြိုင်ပွဲအနေနဲ့ National ခေါ်ကျွန်းပြိုင်ပွဲကိုရှင်ပြိုင်ကြရပါတယ်ဒီနှစ်မှာမြန်မာနိုင်ငံကိုစားပြုတ်အနေနဲ့စန်တာကအချစ်ရှုံးသမားဒတ်သားရဲ့ဟန်ပန်ကိုအပြစ်ဝဖော်ပြသွားတာပါဒါတာနဲ့မေတီတာတို့ရဲ့အချစ်ဇလန်းကသမိုင်းဝင်ဇလန်းတစ်ပုတ်ဖြစ်တယ်လို့အာရှနိုင်ငံတွေကလည်းပုံစံမျိုးစုံနဲ့တင်ဆက်ကြပါတယ်။ဒါပေမဲ့ဒီဇက်ကမြမဇက်တော်တစ်ပါးဖြစ်တယ်ဆိုတော့ချက်ပြခြင်းနဲ့ရည်ရွယ်ချက်နဲ့ချက်ပြခဲ့ကြတာပေါ့။ ဒါသားရဲ့အသွင်ပြင်ပုံစံပေါအောင် ပုံဖော်ထားခဲ့ပါတယ်။ရန်သူတွေအတွက်တော့ဓာမီဆက်၊ချင်နာသူအတွက်တော့ပြားရည်ဆက်ဆိုသလိုဒါသားရဲ့အချစ်တွေနဲ့ခက်ထန်မှုဟပ်ပန်ကိုပုံစံမျိုးစုံနဲ့ချပြခဲ့တာပါ။စန်တာကဝတ်စုံကိုဝေ့လိုက်တဲ့အချိန်မှာရန်ကိုလိုက်ဖက်မှုရှိနေသလိုအရှင်ဝါကလည်းပြင်းထန်လွမ်းလာကြအောင်ပြန်ပွဲမှာထင်ရှားလှပနေခဲ့တာပါ။ ဒါကြောင့်မို့လဲစန်တာကမြန်မာနိုင်ငံအတွက်စုကြီးတစ်ခုကိုပါရယူပေးနိုင်ခဲ့ပါတယ်။ National ခေါ်ချုံစုပေးတဲ့အချိန်မှာစန်တာကဒုတိယစုကိုရရှိသွားခဲ့တာပေါ့။ငွေစုကိုရရှိခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံအတွက်ဂုံအကြီးကျယ်ကိုယူပေးနိုင်ခဲ့ပါပြီ။တတိယစုကိုတော့ထိုင်းနိုင်ငံကရရှိခဲ့တာပေါ့။ Man of the War မှာမြန်မာကိုစားပြုတ်အနေနဲ့ရှင်ပြိုင်တဲ့သူတွေကနှစ်စင်လုံးလုံးစုတွေရရှိနေကြပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း Man of the War အတွက်မြန်မာနိုင်ငံကိုစားပြုတ်ရှင်ပြိုင်တဲ့သူကလည်း project စုကိုရရှိသွားခဲ့တာပေါ့။စန်တာကနောက်ရက်တင်မှလည်းအကောင်းဆုံးစ조사သွားဖို့အတွက်ပြင်ဆင်ထားတာပေါ့။ ပရိသတ်တွေကတော့စန်တာကိုနေဆန်းနဲ့တူရလို့ဆိုကသတိထားမိနေကြပါတယ်စန်တာကသပင်းအရှိလဲထားတာက ဖြစ်တယ်လို့နေဆန်းလို့ထုံထတာဖြစ်တဲ့အတွက်ရုတ်ချင်းရန်ကိုဆင်းနေကြတာဖြစ်ပါတယ်နေဆန်းဟာတစ်ချိန်တုန်းကသပင်းကိုအပြောင်သိမ်းကခြေကယ်ဘူးတာမို့ပုံစံတူလို့နေတာဖြစ်ပါတယ်စန်တာကမြန်မာနိုင်ငံအတွက်ဆွေယူပေးနိုင်ပေမဲ့တစ်ဖက်မှာခိစာခင်ကတော့အခုချိန်ထိဆွေမယူပေးနိုင်သေးပါဘူးခိစာခင်ကလည်းမစ်စောပြိုင်ပွဲမှာရှင်ပြိုင်လို့နေတာပါ သူအနေနဲ့တယောက်တည်းသွားပြန်ရတာဖြစ်ပြီးဒီကိုယ်နဲ့တောက်ပစွာရက်တည်နိုင်အောင်လဲစူးစမ်းလို့နေပါတယ် မိကဆိုလဲအဖြစ်ပြောဆရာမရှိအောင်ကိုပြည့်စုံတယ်လို့အရာရာကပြည့်စုံနေတဲ့အတွက်ပရိသတ်တွေကတော့ခိစားခင်အပေါ်မှာအားရနေကြပါတယ်။ဒါပေမဲ့လည်းအခြားလှမယ်တွေနဲ့ရှင်ရင်ခိစားခင်ကတိတ်ပြီးတော့နေရာမရရှိနေတာပေါ့။ပရိသတ်တွေကတော့ခိစားခင်က top 40အထိဝင်နိုင်နေဆိုပြီးထင်နေကြတာပေါ့။ဒါကြောင့်မို့လဲ top 40အထိဝင်နိုင်ဖို့မျှော်လင့်နေကြပါတယ်။ဒါပေမဲ့လည်းခိစားခင်ကပြိုင်ပွဲမှာလက်ခုပ်တီးရမယ့်အလားလာသားများလို့နေတာပေါ့။ Miss World မှာမြန်မာတွေအနေနဲ့ထောက်ဝင်တဲ့သူကအခုချိန်ထိကောမရှိသေးတာပေါ့။ ဒါကြောင့်မို့လဲလူအများကထော့ဝင်မှုမျှော်လင့်နေကြကအားပေးနေကြတာဖြစ်ပါတယ်။ခိဆာခင်ကမြန်မာနိုင်ငံအတွက်ဂေါမဆောင်ပေးနိုင်ချိန်မှာစူဂျီတစ်ခုကိုထိုက်တန်စွာရယူပေးလိုက်တဲ့စံသားအပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။